ရခွေဝဲစားလို့အောင်တန်းသားလို့လုံးဝခေါ်မခံနိုင်ဘူးတန်းသားမဒီရောအရင်တော့ကိုယ့်မျက်လုံးကိုကိုအားနေချက်လို့မြင်နေခါငါမျက်လုံးမေးတယ်ငါတရုတ်ဆောင်မျက်လုံးမှာမပေါ်ဘူးထင်တာအခုတော့ကိုယ့်ရဲ့အားသာချက်တစ်ခုဖြစ်သွားတယ်ကိုယ့်မျက်လုံးလေးကိုကိုကြိုက်တယ်တရုတ်ဆောင်လေးချိန်ကြရင်လည်းမေးတာတွေမျက်လုံးကမေးတာတွေပြူရရင်လည်းမဆိုင်ဘူးကွာတကယ်ကိုယ့်ရဲ့တရုတ်ဆောင်မှုကအဓိကဆိုတာလေအခုကျတော့အဲ့ဒါကိုရှာဖွေတွေ့ရှိခဲ့တယ်ပေါ့ကောင်းမဟုတ်ကြီးအကောင်ရလေခေါ်လို့နေပါဘူးအေးအာอืม အရန်ပေါ့နော်ပြိသက်တွေရှင်နေရောက်မဲ့ဇလန်းလေးလို့လည်းမြင်တယ်ပြီးတော့ဟိုတခါကြကြရင်အချက်ကိုကိုလိုယုံတတ်တာလေးရှိရယ်ကွာလူတွေမှာအတ္တရရှိရယ်လေအဲ့လိုကိုလိုယုံတတ်တဲ့ဟာလေးတွေတွေ့ရမယ်ပြီးရင်တော့အများကြီးတော့ရှိရယ်ပေါ့နော်အဲ့အဲ့ဇကားထွက်လာရင်ကြည်အရန်တော့ရှင်နေရောက်မဲ့ကားလေးတကားလို့တော့ဟောပြောနိုင်တယ်ကဲတဲ့အမျိုးပါလူလေးကမင်းယုံမှတ်ပြီးပုံအပ်လိုက်လို့ကတော့မင်းဘဝရှုံးပြီပဲဘာမြေမောင်းဝါနေလဲလေးရလေး ဒုက္ခရောက်တိုင်းရောက်တိုင်းရောက်တိုင်းကိုလိုယုံမဲ့မင်းတို့ကားလေးမှာဟိုကိုလာကန်းလန်းတဲ့အတွက်ပေါ့နော်အာပါဝင်ပြီးတရုပ်ဆောင်ဖြစ်တာကန်းလန်းတဲ့အချိန်မှာတော့ဒီ character လေးကဘလိုလေးလဲဆိုတော့မသိသေးဘူးမသိသေးဘဲနဲ့နောက်ပိုင်းကျတော့ဆရာကိုဝိုင်းရအရှင်းပြတယ်ဒီနန္နာဆိုတဲ့ကောင်မလေးက ဒီလို character မျိုးလေးလောက်ွက်လဲရှိရဲပြီးတော့ကိုပုံဖော်နိုင်ပုံဖော်နိုင်တဲ့လောက် character မျိုးလေးဖြစ်တယ်။အော်မလောက်ဘူးရဲ့ character မျိုးဖြစ်တဲ့အတွက်ဟောဒီကားလေးကိုလက်ခံပြီးရိုက်ကူးပြတာပါ။လမ်းဘေးကခွေဝဲစားလို့။အော်ဒန်တာလို့လုံးဝခေါ်မခံနိုင်ဘူး။တန်းစားမှအကကဲရှိတာကအဲ့လိုမရိုက်ခင်မှာဟိုတို့ training နေရပေးတယ်။နေရပေးတဲ့ချိန်မှာတော့အဲ့ဒီချိန်မှာကိုကအတာကိုကြီးနေပေါ့နော် ကိုနေဝင်းတို့ဟိုမချူလေးနဲ့တေးဥဆောင်ရတဲ့ချိန်မှာတပြင်းပြင်းတလန်လန်ပြောရတဲ့အခါတွေရှိတယ်။အရင်တော့ဆိုရင်တော့မဟို ဲ့လိုပြောရတဲ့ဟာမျိုးတိတ်မရှိခဲ့ဘူးပေါ့နော်ဒီခေါက်ကကြတပင်းပင်းတလန်လန်ပြောရတဲ့အချိန်မှာရှိန်နေအာက training မှာပေါ့နော်အမိုင်ကိုဆရာကိုအတင်ပေးတယ်ဆရာကနေဒီလိုလေးလောက်ဒီလိုလေးလောက်ဆိုပြီးတင်ပေးတဲ့အချိန်မှာအဆင်ပြေသွားတယ်တကယ်ရကူရင်းမှာလည်းအဆင်ပြေခဲ့တယ်ပေါ့နော်ဒီ training နောက်ပထမတစ်ရက်လောက်မှာတိတ်အဆင်မပြေဘူးဒီ character တွေကိုနန်းနာဆိုတဲ့ character တွေကိုတိတ်မဝင်တယ်လို့ခံစားရတယ်ပြီးတော့ဒုတိယတစ်ရက်မှာအဲဆရာရဲ့တင်ဟိုဆရာတင်ပေးတဲ့ဟာလေးကိုတေချာလိုက်လုပ်တယ်တေချာဖတ်တဲ့အချိန်မှာ ဒီနန္ဒာဆိုတဲ့ character လေးကောင်မလေးကိုရတယ်ရတဲ့အချိန်မှာပဲဒီကားကိုဝင်ရိုက်တော့ခက်ခဲတော့တခုမှမရှိခဲ့ဘူးဟုတ်အံပြော်တယ်အရန်ပြော်တယ်ဆိုတာဒီဆရာတို့နဲ့ရိုက်ရတဲ့အချိန်မှာပျော်လဲပျော်တယ်ကြေလဲကြေနေတယ်ပြီးတော့အော်မသိတဲ့အရာတခုကိုတီးခဲ့ရတယ်အဲ့ဒါကဘာလဲဆိုတော့အော်ကကိုယ့်မျက်လုံးကိုကိုအော်ကနည်းနည်း ဟိုတရုပ်ပုံစံမျိုးလေးသွားတော့မျိုးလုံးမေးတယ်မေးတဲ့အချိန်မှာဩကကိုကိုကိုအားနေချက်တစ်ခုကမျိုးလုံးမေးတယ်လို့ထင်ခဲ့တာတကယ်လည်းမျိုးလုံးမေးပါတယ်ဒါပေမဲ့ဟိုငါမျက်ရည်ခွဲမဲ့ဘာညာပေါ့အဲ့လိုမျိုးအထိတွေးခဲ့ဘူးတဲ့တွေးခဲ့ဘူးတဲ့အချိန်မှာဆီယာနဲ့တွေးဆီယာဝိုင်းနဲ့တွေးရတဲ့အချိန်မှာသူကသမီးသမီးမျိုးလုံးကသမီးလိုချင်တဲ့ပုံလုံးလို့ရတယ်သမီးဘယ်လိုလိုချင်လဲ strong လိုချင်လားအဲ့လိုမျိုး cute လိုချင်လားသမီးလိုချင်တဲ့ပုံစံကိုလုံးလို့ရတယ်သမီးမျိုးလုံးကလှတယ်ပေါ့နော်ကိုယ့်ရဲ့အားနေချက်လို့ထင်နေရတယ်ကိုယ့်ရဲ့အားသာချက်ဖြစ်နေတာအဲ့အချိန်ညမှာရှာတွေ့တာ အရင်တော့အာမျက်လုံးလုံးဖြစ်နေတာမျက်ရည်မညီမာလဲကြောက်တယ်မျက်ရည်ခွဲလိုက်ရင်ကိုယ့်မျက်လုံးလေးကပိုပေါ်ပြီးတော့ပုံဝင့်သွားမယ်ထင်ခဲ့တာဒါပေမဲ့အဲ့လိုမဟုတ်ဘဲနဲ့ကိုမခွဲခင်မှာပဲဆီယာနဲ့တွေ့လိုက်တဲ့အချိန်မှာတမိဒါမလုံးသင့်ဘူးတမိမျက်လုံးကတမိလိုချင်တဲ့ပုံစံကိုဖော်လို့ရတယ်အကောင်းဆုံးလုပ်လို့ရတယ်အဲ့တော့မလုံးနဲ့ဆိုတဲ့အချိန်မှာတကယ်လည်းကိုကိုကိုယုံကြည်မှုရှိသွားတယ်ရှိသွားချိန်မှာအခုတရုတ်ဆောင်တာအရန်အဆင်ပြေလာရပေါ့နော်ဆီယာသင်ပေးတဲ့ဟာတွေကဒီကားအတွက်မဟုတ်ဘူးဒီကားအတွက်မှမဟုတ်ဘူးအော်တော့တဘွားလုံးစာအတွက်သင်ပေးလိုက်တယ်လို့ပဲ အဲ့တော့အရန်အစီအမေရဲ့အရန်လည်းကိုတော့ကြိုးကျေးဇူးရှိရတဲ့တကယ်လဲဆရာနဲ့ထပ်ပြီးတော့လဲစုံပြီးစကားကြီးအများကြီးရိုက်ပြီးပညာကြီးလည်းတင်ပြီးကျင်သေးတယ်။ကျွန်တော်ကလုံးဝဖြတ်သိမ်းလိုက်တယ်ပေါ့အဲ့လိုမျိုးမရှိတော့အရင်တော့ကိုယ့်မျက်လုံးကိုကိုအားနဲ့ချက်လို့မြင်တယ်ဟာငါမျက်လုံးမေးတယ်ငါတရုတ်ဆောင်မျက်လုံးမှမပေါ်ဘူးထင်တာအခုတော့ကိုယ့်ရဲ့အားသာချက်တစ်ခုဖြစ်သွားတယ်ကိုယ့်မျက်လုံးလေးကိုကိုကြိုက်တယ်တရုတ်ဆောင်လည်းချိန်ကြရင်လည်းမေးတာတွေမျက်လုံးကမေးတာတွေပြူရရင်လည်းမဆိုင်ဘူးကွာတကယ်ကိုယ့်ရဲ့တရုတ်ဆောင်မှုကအဓိကဆိုတော့လေအခုကျတော့အဲ့ဒါကိုရှာဖွေတွေ့ရှိခဲ့ရတယ်ပေါ့ ။ဒီဟာอืมအရင်ပေါ့နော်ပြိသက်တွေရှင်နေရောက်မဲ့ဇလန်လေးလို့လည်းမြင်တယ်ပြီးတော့ဟိုတခါကြတဲ့အချက်ကိုကိုလိုယုံတတ်တာလေးရှိရကွာလူတွေမှာအတ္တရှိရလေအဲ့လိုကိုလိုယုံတတ်တဲ့ဟာလေးတွေတွေ့ရမယ်ပြီးရင်တော့အများကြီးတော့ရှိရပေါ့နော်အဲ့အဲ့ဇကားထွက်လာရင်ကြည့်အရန်တော့ရှင်နေရောက်မဲ့ကားလေးတကားလို့တော့ဟောပြောနိုင်တယ်။တကယ်မျိုးကွာဒီလေးကမင်းယုံမှတ်ပြီးပုံအပ်လိုက်လို့ကတော့မင်းဘဝရှုံးပြီ။ဘာမြေမောင်းွားနေလဲမင်းဟာလေး ဒုက္ခရောက်တိုင်းရောက်တိုင်းရောက်တိုင်းကိုလိုယုံမဲ့မင်းလားဒီနေ့တော့ရင်မခုန်သေးပါဘူးဟောစူးစမ်းအောင်ပါလေအားကြောင့်လုံးအကိုရီမအတွက်ကတော့အကောင်လုံးအတွက်ရင်ခုန်ပေးတယ်မချူလေးရောကိုနေဝင်းရောပြီးတော့ဟိုအခြားအကိုရီမတွေရောအကောင်လုံးကတရုတ်ဆောင်တွေကကောင်းကြရည်လေဘသူပဲရရဟိုကတော့အကောင်လုံးအတွက်ပြောနေမှာဒီဖိလင်ကားလေးကမတူတဲ့ character နဲ့အများကြီးတရုတ်ဆောင်ထားရဲ့ပြီးတော့ဒီကားလေးက အဲရတာဘောင်းဆောင်ပေးနိုင်တဲ့ကားလေးလည်းတကားဖြစ်တယ်ပြီးရင်လူရဲရှင်တဲ့ကိုရောက်မယ်လို့လည်းမျှော်လင့်နေတယ်အဲ့တော့ဒီကားလေးရုံတင်ပြတာရင်လည်းကြည့်ပေးပါအောင်လို့အဝါဖြစ်ခဲ့ပါတယ်